တော်တော်လေးတော့ကြိုးစားတာပေါ့အဖေဟိုဟာဖြစ်သွားပြန်ကောင်းလာအများကြီးလုပ်ခဲ့ရအလုပ်တွေလည်းအကုန်နားရတယ်ဆေးရုံမှိုင်းပဲနေရကိုယ်လည်းဆေးရုံမှာပဲအဖေဘီနာမှာပဲတောက်လျှောက်နေပြီးတော့အဲ့လိုမျိုးပြုစုရပေါ့ငွေဘလောက်ကုန်ကုန်အရေးမကြီးဘူးအအဓိကတဖေးပြန်ပြီးတော့ကောင်းဖို့ပဲအရေးကြီးပါအဲ့ဒါကြောင့်မို့လို့အာတုံခွန်ဆိုင်တော့လုပ်ခဲ့တာပေါ့နော်အရန်ကန်ကောင်းတာပေါ့လမင်းခုဒီတက်ရွယ်ထီအဖေရောမိရောရှိနေသေးရအရန်ကန်ကောင်းပါအယုံကမှာအဖေရှိနေတာကြီးကအပါနဲ့မှလဲလို့မရဘူးပေါ့နော် ဖေအဖေကိုတင်တွင်းနေရခေလိုက်နိုင်တယ်တလခွဲနှစ်လနီးပါးလောက်ပေါ့နော်အဲလိုမျိုးစိတ်ချခိုက်ရတာပေါ့ကိုမိဘဟောဖြစ်တယ်ဆိုတော့ဟုတ်အခုကတော့တော်တော်လေးတော်တော်လေးကောင်းသွားပြီဟုတ်လုပ်တယ်ပါအကုန်နားဖလက်အလုပ်တွေလည်းအကုန်နားရတယ်စိတ်ယုံမှိုင်းပဲနေရကိုလည်းစိတ်ယုံမှပဲအဖေပြီးနားမှာပဲတောက်လျှောက်နေပြီးတော့အဲလိုမျိုးပြုပြုဆူရတာပေါ့ဟုတ်လုံးတီကြောနှလုံးသွေးကြောရောင်တာပေါ့အဲနှလုံးသွေးကြောရောင်တဲ့ဟာကိုခွဲစိတ်ကုတာပြီးတော့မှအဲမှာဥပြန်ပိတ်သွားဥပြန်ပိတ်ပြီးနောက်ပြန်ထက်ခွဲရနှစ်ခါခွဲတလို့ဖြစ်သွားတာပေါ့ ော့အသက်ကြီးပြီဆိုတော့တော်တော်လေးခံလိုက်ရတာပေါ့ဟုတ်ဘယ်လောက်ရှိရ85နှစ်ရှိပြီတော်တော်လေးတော့ကြိုးစားတာပေါ့အဖေဟိုဖြစ်သွားပြန်ကောင်းလာအောင်အများကြီးလုပ်ခဲ့ရမပြောတော့ပြန်မပြောတော့ပါစမ်းမာဝိုင်းဒါပေမဲ့လည်းဟိုအရင်တော့လောက်တော့ဟိုအားရင်ပြ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 တော့မရှိဘူးပေါ့နော်ဒီအသက်ရွယ်မှာနှစ်ခါခွဲစိတ်ထားရတာရောပြီးတော့ဟိုအစာရေစာရေဖြတ်တောက်ထားပြီးမှနှစ်လနှစ်လနီးပါးလောက်ဆိုတော့တော်တော်လေးတော့အခုနလန်ထူအောင်တော့မနေ့ကြိုးစားနေရပေါ့လမ်းလျှောက်နေအောင်တော့တော်တော်ကြိုးစားရတယ်ဒါပေမဲ့အဖေကစိတ်ရမ်းမှာတော့အခုလမ်းနေပါလေသူဒုတ် တောင်ဝင်းနဲ့ရှောင်နေပြီအဲတော့သူအဲ့တောင်ဝင်းတွေပါသူမကင်ချင်မကင်လို့ရလားအဲ့လိုမေးတယ်မရဘူးကင်ရမှာတော်တော်လေးတော့โอเคနေပါတယ်ဟုတ်အဓိကကိုအဲငွေဘလောက်ကုန်ကုန်အရေးမကြီးဘူးအဲအဓိကတဖြည်းပြန်ပြီးတော့ကောင်းဖို့ပဲအရေးကြီးပါအဲ့ဒါကြောင့်မို့လို့အာတုံခွန်ဆိုင်တော့လုပ်ခဲ့ရတာပေါ့နော်အဲဆရာဝန်ဆရာဝန်တွေရဲ့အထူးကူညီရဲ့ကျေးဇူးလည်းပါပါတယ်အဓိကတော့ဆရာမကြီးတော်ဝင်းဝင်းကျော်ပေါ့နော်ဒီနေရာရန်ကျေးဇူးတင်ပါဆရာမကြီးကျေးဇူးကြောင့် အဖေအသက်ရှင်လိုက်နိုင်တာအရန်ကန်ကောင်းတာပေါ့လမယခုဒီတက်ရွယ်ထီအဖေရောမိရောရှိနေသေးရအရန်ကန်ကောင်းပါလေအယုံကမှာအဖေရှိနေတာကြီးကအဘာနဲ့မှလဲလို့မရဘူးပေါ့နော်သူကဆက်လိုက်ကိုတောက်ချင်နေတယ်အဲငယ်လေးကဆက်လိုက်ရန်ကြိုက်တာလေဆိုတော့လက်ဖေးဆိုင်ထိုင်ရတယ်ကြိုက်တယ်ဆက်လိုက်တောက်ရကြိုက်တယ်ဆိုမဟုတ်အခုဒီဟာခွဲစိတ်ပြီးသွားမှအဲ့လိုဖြစ်သွားတာအရင်တော့ဒါပေမဲ့အဲ့လိုဖြစ်သွားလဲဒါအခုသူ့ကိုကကြောက်နေရတော့မယ်လေညာဘက်ဒီနိုင်ဟုတ်တွေပါယူထွက်ပြီးပြန်လို့နောက်ကျရင်လည်းအခုချိန်ကြီးစုခံရတော့မယ် မရအခုချိန်ဒီသူ့လက်အောက်ကမလွတ်သေးဘူး။ဒါတော့သူ့စိတ်ထဲမှာတော့ကလေးလို့ပဲမြင်မြင်လို့ပေါ့နော်။အားကြောင့်မို့လဲကိုကလည်းဘယ်လိုပဲဖြစ်အိမ်မှာကိုကအင်တာဝေးစီလို့ပြန်ဖြစ်နေပြီဆိုပေမဲ့လည်းအဖေစကားတော့အခုချိန်ဒီနားထောင်တော့မယ်ကြောက်ရတော့မယ်။သူ့လက်အောက်မှာနေရတော့မယ်ပေါ့။ မဟုတ်တာတခုလုတ်ချင်လဲခိုးလို့ရတုံးပဲဒါမဲ့လည်းအမြဲတမ်းထွက်ပါအောင်လာမင်းလည်းအမြဲတမ်းအဲ့လို night out ကိုကြိုက်တဲ့နေရာမှာမပါဘူးအမြဲတမ်းထွက်တဲ့နေရာမှာလည်းမပါဘူးလို့မျိုးအမြဲတမ်းလည်းထွက်တတ်ဘူးလုတ်ရှိမှပဲထွက်တာများပါတယ်တခါသေးတကယ်ကြီးမွေးနေ့လောက်ပေါ့နော်အဲ့လောက်ပဲထွက်တာဘယ်လိုပဲဖြစ်ဖြစ်ကိုကိုမှာပေါ့နော်မိဘကြီးရှိသေးတယ်ဆိုလို့ရှိရင်အဲ queue site ကြပါကိုမိဘကြီးကိုပေါ့နော်အဲသူတို့အတွက်အဲ့လိုမျိုးဟိုစိတ်သူတို့နားမှာနေပြီးပါပေါ့နော် သူတို့စိတ်ချမ်းသာအောင်နေပြီးပါပေါ့အဲ့လေးပြောချင်ပါတယ်ဖြစ်မှာကသူကတော့အားရှိနေတယ်တူတယ်နော်ဟုတ်တယ်မပင်းနာမဟုတ်တယ်ဟုတ်တယ်လာမင်းရှိမှဖြစ်တာသူကအဲ့လိုမျိုးလာမင်းတရက်အိမ်ပြန်သွားတော့မှအာမင်းပြန်မင်းမရှိရနေရဖီးအားငယ်ဆိုအဲ့လိုပြောတာဆိုတော့လာမင်းရှိမှဖြစ်တာ